ဒီကမ္ဘာ the sing channel ကနေကြည့်လည်ကြည့်ဆိုပါရယ်ဗျဒီနေ့ actor of the met အစီအစဉ်ကနေအလှည့်ချသူကတော့ Robert Downey Jr. ပါ RDJ လို့အတူောက်ခေါ်ကြတယ်ပေါ့ဗျာ Robert Downey Jr. ကို1965ခုနှစ်မှာ American နိုင်ငံ New York Manhattan မှာဝေဖွားခဲ့တယ် RDJ ရဲ့မိဘနှစ်ပါးလုံးက ရုပ်ရှင်နဲ့ပေးရပါ RDJ ရဲ့အဖေ Robert Downey Senior ကအတာတယောက်လည်းဖြစ်တယ်လို့ Director တယောက်ဆိုလည်းမမပါဘူးငယ်စဉ်ကတည်းကသူ့အဖေနောက်ကိုလိုက်ပြီးရိုက်ကူးရေးတွေမှာကလေးတယောက်ဆောင်အဖြစ်ဒစိတ်ဒေတာပါဝင်ခဲ့သူပါပထမဦးဆုံးကလေးတယောက်ဆောင်အဖြစ်အသက်9နှစ်အရွယ်မှာပဲရုပ်ရှင်တွေမှာစပြီးပါဝင်ခဲ့တယ်စီဝိုင်းရဲ့အစဉ်ပြေတဲ့မိသားစုကလာခဲ့ပြီမြေသားစုအရေးတွေမှာတော့ striker လောက်ရတဲ့အနေအထားပါ RDJ ရဲ့အဖေက ငွေစေးသုံးတယ်ကလေးတွေရှေ့မှာပေါ်ပေါ်တင်တင်ငွေစေးသုံးနဲ့အနေထားပါသူအသက်၈နှစ်အရွယ်မှာပဲသူ့အဖေကသူ့ကိုစေးကြောင်းနဲ့စပြီးတော့ထိတွေ့ခွင့်ပေးနေပြီ RDJ ဟာငွေစေးတွေကိုသူ့အဖေနဲ့အတူတူသုံးနဲ့အခိုက်အတန့်တွေလည်းရှိခဲ့ဘူးတယ်လို့သိရတယ်ခင်ဗျာ RDJ ၁၇နှစ်အရွယ်မှာပဲ broken family စဖြစ်တယ်အဖေနဲ့မနေဖြစ်တော့ပဲအမေနဲ့လိုက်နေတယ်အသက်၁၈နှစ်မှာ ကျောင်းကနေထွက်ပြီးတော့ရုပ်ရှင်နယ်ပယ်တဲကိုခြေစုံပြစ်ဝင်နိုင်ဖို့စကြိုးစားတယ်ဗျအဲ့ဒီအချိန်က audition နေတောက်လျှောက်ဝင်ရတဲ့အချိန်ပေါ့ရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေစဉ်တစ်ဖက်မှာလည်း အလုံမျိုးစုံကိုလှုပ်ပြီးဘဝကိုဖျက်ဆီးခဲ့ရသူပါစားတောင်းဆိုင်မှာတန်ရှင်းဝင်ထမ်းနေလေလှုပ်ခဲ့ဘူးသလိုဖနက်ရောင်းတဲ့ဆိုင်တွေမှာလည်းအလုပ်လုပ်ခဲ့သူပါ night club တွေမှာလည်းအမှုပညာနဲ့ပတ်သက်တဲ့ performance တွေကိုလှုပ်ပြခဲ့ရဘူးသူပါရုပ်ရှင်တရုပ်ဆောင်တရားဖြစ်ဖို့အတွက်ကြိုးစားနေစဉ်အချိန်မှာ broadway လို့ theater တွေမှာလည်းပါဝင်တရုပ်ဆောင်ခဲ့တယ် robert downey jr ဟာလည်းအခြားနာမည်ကြီးတရုပ်ဆောင်များလိုပဲ ali career မှာ ရုံးကံမှုတွေများခဲ့ရသူပါ1983ကနေ1989နှစ်ထိရုပ်ရှင်နယ်ပယ်ထဲမှာမထင်မရှားနေရာတွေမှာပဲပါဝင်သေးုပ်ဆောင်ရင် ရုံးကန်ဖြတ်တန်းနေခဲ့ရသူပါ1989ခုနှစ်မှာတော့ခေါင်းဆောင်နေရာကနေတရုတ်ဆောင်ဖို့အတွက်အခွင့်အရေးစရခဲ့တယ် The Pickup Artist နဲ့ Less Than 0ဆိုပြီးရုပ်ရှင်တကာထွက်ခဲ့တယ် Less Than 0မှာသူအပြင်မှာရင်ဆိုင်ကြော်ဖြတ်ခဲ့ရတဲ့ဇက်ကောင်နဲ့အတော်နီးစပ်တဲ့ဇက်ရုပ်ကိုရထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်ပြပြင်းပြင်းတရုတ်ဆောင်ပြနိုင်ခဲ့တယ်ဝေဖန်ရင်းဆရာတွေရဲ့ချီးကျူးမှုတွေကိုရရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းထွက်ခဲ့တဲ့1989ခုနှစ်မှာ chances are ထောင်ကော60ခုနှစ်မှာမင်းသားကြီးမေဂစ်ဆင်နဲ့အဲအမေရိကထောင်ကော60ခုနှစ်မှာဆော့ဒစ်ရှ်စားတဲ့စကားတွေမှာပါဝင်ရင်ဟောလိဝုဒ်မှာဒုနီယာဆရာလာပါပြီဒါတွေပြီးသွားတော့ဟောလိဝုဒ်အတိုင်းအဝိုင်းက RDJ ကိုအမှုပညာအရလေးစားခဲ့ရတဲ့ရုပ်ရှင်တစ်ခုမှာပါဝင်ခွင့်ရခဲ့တယ်အဲဒါကနာမည်ကြီး Charlie Chaplin ရဲ့ဘဝအကြောင်းကိုရိုက်ထားတဲ့ Chaplin ဆိုတဲ့စကားပါ ော့အဲ့ဒီရုပ်ရှင်အတွက် RDJ ဟာအတော်ကြိုးစားခဲ့သူပါ Charlie Chaplin နဲ့တူဖို့အတွက်ပညာရှင်နီးပြတွေရဲ့အကူအညီနဲ့လေယူလေသိန်းတွေအမှုအကျင့်တွေ တူအောင်လို့လေ့ကျင့်ခဲ့တာတွေအပြင်ဘယ်တန်ဖြစ်တဲ့ Charlie Chaplin နဲ့တူဖို့အတွက်တရောထိုးတာတန်နစ်ရိုက်တာတွေကအစဘယ်လက်နဲ့လေ့ကျင့်ခဲ့သူပါသူအပြင်းထန်စ조사ထားတဲ့ Charlie Chaplin စကားနဲ့ Bafta Award ရဲ့ Best at the Soup ရခဲ့တယ်လို့ Golden Globe နဲ့ Oscar မှာလည်း nominate ဖြစ်ခဲ့တယ်ဗျ Chaplin စကားအမှုပညာရအတော်အောင်မြင်မှုရခဲ့ပြီးမယ် Box Office မှာတော့အရှုံးပေါ်ခဲ့ပါတယ် Charlie Chaplin စကားနောက်ပိုင်းမှာ RDJ ဟာ Young Superstar တယောက်အနေနဲ့ Hollywood မှာအတော်အောင်မြင်နေပါပြီ1963ကနေပြီးတော့1965ခုနှစ်အထိရုပ်ရှင်ဇာတ်ကားတွေအတော်များများထွက်ခဲ့တယ်ဗျဒါပေမဲ့1996ခုနှစ်မှာတော့ Robert Downey Jr. ကိုအလှည့်အပြောင်းဖြစ်စေတဲ့အရာတစ်ခုစ When we return to the story of Robert Downey Jr., drugs land the troubled actor in prison, and he reaches out to a psychiatrist for help. I said, Robert, I believe that you had bipolar disorder. Hey, tu bua sabi do shok tui ကိုကင်းတွေဇက်တိုက်သုံးခဲ့တဲ့ရောဘတ်ဒေါနီဂျူနီယာဟာအနေအထိုင်အပြုအမူတွေပါအကုန်ပြောင်းပြန်ဖြစ်ကုန်တာပါ။မွေးစေးရဲ့တားကောင်ဖြစ်ခဲ့တယ်ဆိုပါတော့နောက်ဆက်တွဲအနေနဲ့မူမမှန်တော့တဲ့အပြုအမူများနဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲများကိုပါရင်ဆိုင်ခဲ့ရသူပါ။1998ခုနှစ်မှာအချုပ်6လကြာတယ်။တရားရုံးအမှုတွေစီးဖြတ်တဲ့နေရာတွေနဲ့လုံးလေချာလေလိုက်နေတဲ့ RDJ ပါ။ ဒီကြားတဲ့သူ့ရဲ့ရတဲ့အချိန်လေးမှာအလုတ်ကိစ္စတွေရုပ်ရှင်ရိုက်ကူးရေးတွေကိုလုပ်နေခဲ့သေးတယ်ဗျ။ဒါပေမဲ့သူ့ရဲ့အောင်မြင်ကြောက်ကြားမှုတွေစပြီးဆုံးရှုံးနေပါပြီ။ကေရီယာကိုထိခိုက်တော့စီးပွားရေးပါအခက်ခဲဖြစ်လာပါပြီ။ဝိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့တယ်။၂၀၀၉မှာသူ့ရဲ့ရိုက်ကူးရေးတွေလက်စတက်နေတဲ့အချိန်မှာပဲ Thanksgiving Day မှာ RDJ စေးမှုနဲ့ထပ်ဖန်ခံရတယ်။၁၉၆၆ခုနှစ်ကနေပြီးတော့၂၀၀၀ခုနှစ်ထိသူရင်ဆိုင်ဖျက်ဆီးခဲ့ရတဲ့အရာတွေရ တော်မလွဲတာပါဗျစိတ်ပိုင်းဆိုင်ရာကုသမှုတွေခံယူခဲ့ရတယ်စေးသုံးချင်းနောက်ဆက်တွဲပြဿနာအဖြစ်စိတ်ကျမ်းမာရေး career စီဝါရေးလူမှုရေးနဲ့အတူအောင်မြင်ကျော်ကြားမှုတွေပါပေးဆက်လိုက်ရပြီးဟိုးအောက်ဆုံးထိပြုတ်ကျသွားခဲ့တာပါဟောလိဝုဒ်ကသူ့ကိုဘေးဖယ်လိုက်ကြတယ်ရုပ်ရှင်စတူဒီယိုတွေသူနဲ့အလုပ်လုပ်ဖို့ငြင်းဆန်ကြတယ်အကြီးဆုံးရင်ဆိုင်ရတဲ့အရာကတော့ depression ဝေဒနာကိုအလူးလဲခံစားရပြီးဘဝကိုအရှုံးပေးလိုက်ဖို့အထိဖြစ်ခဲ့မှုတာပါ ဒါပေမဲ့ Robert Downey Jr. ဟာအရှုံးမပေးခဲ့ပါဘူး။ဘယ်လောက်ပဲပြုတ်လဲပြုတ်လဲသူ့ကိုယ်သူအရှုံးမပေးတဲ့စိတ်တစ်ခုနဲ့ပြန်ချလာခဲ့သူပါ။2000ခုနှစ်ကနေစပြီးတော့ဆေးဖြတ်တယ်။ Recover အပြည့်ယူတယ်။ဘဝကိုတစ်စစ်ချင်းပြန်တည်ဆောက်တယ်။စီကန်းတွေချမှတ်ပြီးအဲ့ဒီစီကန်းတွေအတိုင်းတသိမသိလိုက်နာတယ်။သူ့ကိုအကောင်းဆုံးကူညီပေးတဲ့သူတွေနဲ့ပဲနေ့ရက်တိုင်းကိုချက်တန်းတယ်။အရေးကြီးဆုံးဖြစ်တဲ့သူ့ကိုယ်သူယုံကြည်မှုတွေကိုတော့လုံးဝမလျှော့ခဲ့ပါဘူးဗျ။ အကောင်းဆုံးပြန်လာဖို့စိတ်ရောကိုယ်ပါအပြင်းထန်စူးစမ်းခဲ့ရသူပါ2004ခုနှစ် Oprah Winfrey နဲ့ interview တစ်ခုမှာသူပြောခဲ့သလိုပါပဲဗျဒီအခက်ခဲတွေကိုကြော်လွှားဖို့စိတ်သာအဓိကဖြစ်ပြီးတေချာဆုံးဖြတ်ချက်ချပြီးတာနဲ့ရအောင်လုပ်လို့ရတယ်ဆိုတာပါပဲသူကိုယ်တိုင်လည်းဓာရီကိုဖြတ်တန်းပြီးအကောင်းဆုံးလုပ်ပြနိုင်ခဲ့သူပါ Robert Downey Jr. တလှမ်းချင်းရှောက်လန်းလာခဲ့တာပါ2003ခုနှစ်ကနေစပြီးရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်ခဲ့ပြီမြေ ဲ့ဒီအချိန် main အတာနေရာကိုပြန်မရခဲ့သေးပါဘူးဒါပေမဲ့ RDJ အလျှော့မပေးခဲ့ဘူးဗျပြိုလဲကျခဲ့တဲ့အရာတွေကိုအထက်ထက်အခါခါစူးစမ်းပြီးပြန်တိဆောက်တယ်2005ခုနှစ်မှာတော့ main အတာနေရာကိုပြန်ရတယ် kiss kiss bam bam ဆိုတဲ့ဇာတ်ကားနဲ့ဝေဖန်ရေးဆရာတွေရဲ့ positive review တွေရခဲ့တယ်စူးစမ်းမှုတွေကိုရပ်မပစ်လိုက်ဘူးဗျ2005ခုနှစ်ကနေ2008ခုနှစ်ထိထွက်ခဲ့တဲ့ဇကားတိုင်းမှာဇက်ဖို့ဇက်ဆောင်ရတဲ့နေရာကနေအပီပြင်းတရုတ်ဆောင်ခဲ့ရင် အခွင့်အရေးကိုအမိရဖမ်းဆုပ်ဖို့စောင့်နေခဲ့တယ်။ဒီလိုနဲ့2008ခုနှစ်မှာတော့ Robert Downey Jr. ရဲ့ Turning Point ကြီးလာပါပြီ။သူ့ career အတွက်ဘုံတိုင်းတစ်ခုလိုအမြင့်ဆုံးအထိသွားမယ့်ပြောင်းလဲခြင်းတွေစခဲ့တဲ့ရုပ်ရှင်လာပါပြီ။အဲ့ဒါ Iron Man ပါ။ You know me? I am Iron Man. ဒါဆိုမာဘယ်ကဂျိုနီစတက်နေရာကို RDJ ကိုပေးဖို့အတွက်အတော်ရစ်ယူခဲ့ရတာပါသူရဲ့အတိတ်ကအရေးတွေကိုမျက်လုံးမှိတ်ပြီးပုံဩခဲ့တာပါမာဘယ်ကရစ်ယူခဲ့သလို RDJ ကလည်းရတဲ့အခွင့်အရေးကို အမိအယဖမ်းဆုပ်တော့တာပါဗျဘဝအတက်အကျမျိုးစုံကိုဖျက်တမ်းလာခဲ့တဲ့ RDJ အယုံမရဲ့ဂျိုနီစတက်နေရာအတွက်အသေးအတန်အပြင်းအထန်စူးစမ်းတော့တာပါအယုံမနဲ့သူစပြီးအောင်မြင်ပါပြီအယုံမဟာ ကွန်မာရှယ်ရအတော်အောင်မြင်တဲ့ဇာတ်ကောင်ဘတ်ဂျက်အရ140မီလီယံအထိရင်းခဲ့ပေမဲ့985မီလီယံအထိပြန်ရခဲ့တဲ့ဇာတ်ကောင်ရောဘတ်ဒေါနီဂျူနီယာဟာတိုနီစတက်နေရာမှာအပီအပြင်ကျမ်းပြနိုင်ခဲ့သူပါအာယူမန်ရုပ်ရှင်နဲ့အတူ2008ခုနှစ်တကမ္ဘာလုံးမှာရှိတဲ့နေပေတီးတီးကအောင်မြင်ကြော်ကြားတဲ့လူတွေကိုဖော်ပြတဲ့ The Thai 100 magazine ရဲ့ list ထဲကိုနံပါတ်16နေရာနဲ့ RDJ ဝင်လာတာပါ 2008ခုနှစ်မှာပဲထွက်တဲ့ Tropic Thunder ဇာတ်ကားဟာလည်းအောင်မြင်တဲ့ရုပ်ရှင်တစ်ခုဖြစ်ခဲ့တယ်ဗျ။ review တွေလည်းအတော်ကောင်းခဲ့ပြီး Oscar nominate ဖြစ်ခဲ့တဲ့အထိပါပဲ။ Iron Man ကနေစလိုက်တဲ့အောင်မြင်မှုဟာတောက်လျှောက်ကိုအောင်မြင်မှုတွေစက်တိုက်စခုတော့တာပါ။2009မှာထွက်ခဲ့တဲ့ Sherlock Holmes မှာလည်းထပ်ပြီးအောင်မြင်မြန်တယ်။အဲဒီနောက်ပိုင်းမှာထွက်တဲ့ Iron Man 2 Avenger Oh my god he can't stop he can't stop အဲ့ဒီအောင်မြင်မှုတွေဟာ2019 Avenger အန်ဂိန်းအထိ10နှစ်တာအတွင်း Marvel Universe ထဲမှာတာမကကမ္ဘာတဝန်းကရုပ်ရှင်ကြီးပရိသတ်တွေကိုအပြည့်အဝဆွဲဆောင်နိုင်ခဲ့တာပါ10စုနှစ်အတွင်းဝင်းဝေးအကောင်းဆုံးရုပ်ရှင်တွေကိုပါဝင်ဖန်တီးခဲ့တယ်လို့ဝင်းဝေးအကောင်းဆုံးတရုပ်ဆောင်တယောက်အဖြစ်လဲရပ်တည်နိုင်ခဲ့သူပါ Market အရအပြည့်အဝနေရာယူထားနိုင်ခဲ့ပြီးထိတ်ဆုံးကိုရောက်နေတဲ့ RDJ 2019 end game နောက်ပိုင်းမှာနုပညာအရထိတ်ဆုံးကိုရောက်ဖို့အတွက်အသေးအချာပြင်ဆင်နေကြတာပါ 2023ခုနှစ်မှာဒါရိုက်တာခရစ္စတိုဖာနိုလန်ရိုက်ခုခဲ့တဲ့ Oppenheimer မှာ Louis Strauss ဖြစ်စီးမျောနိုင်မှုအတွက်အပြင်းထန်ကြိုးစားတော့တာပါ Oppenheimer အရင်အောင်မြင်ခဲ့သလို RDJ ဟာလည်း Louis Strauss ဖြစ်ခဲ့ပါတယ်အမှုပညာအောင်မြင်မှုရလဲလက်ခုပ်တန်တွေပျော်ပျော်ကြီးညံခဲ့ကြတာပေါ့2023ခုနှစ်ရဲ့အကောင်းဆုံး supporting actor တစ်ယောက်ဖြစ် Golden Globe Award, BAFTA Award, Screen Actor Award, Critics Choice Award, နောက်ဆုံး Oscar တိပါ And the critics choice is Robert Downey Jr. And the BAFTA goes to Robert Downey Jr. for Oppenheimer. And the Oscar goes to Robert Downey Jr. Uh, thanks, Sam. Thanks, fellas. That's amazing. You only flubbed one line. Robert Downey Jr. ဟာအောင်မြင်ဆုံးနေရာကိုရောက်အောင်သွားနိုင်ခဲ့သူပါ။ ဒါ့အပြင်2026-2029လာမယ့် upcoming ရုပ်ရှင်တွေဖြစ်တဲ့ Avenger Doomsday နဲ့ Avenger Secret War အတွက် The Get Center Role ဖြစ်တဲ့ဒေါက်တာဒွန်းအဖြစ်နေရာယူထားပြီးပါပြီ။ဒီနေ့ဒီအချိန်မှာ Robert Downey Jr. ဟာ is not just an actor ဘာမှန်သီးဥဆောင်တယောက်တသက်ပဲမဟုတ်တော့ပါဘူး။ပျက်စီးပြိုလဲခြင်းတွေကိုကြံ့ကြံ့ခံရင်ဆိုင်ပြီးအောင်မြင်တဲ့သူတယောက်အဖြစ်အကောင်းဆုံးတိဆောက်ပြသွားနိုင်ခဲ့သူပါ။ ရောဘတ်ဒေါနီဂျူနီယာဘာပြောခဲ့သလဲဆိုရင်မင်းဘယ်လောက်ပဲကြရှုံးပါစေမင်းဘယ်လောက်ပဲအဆုံးထိပျက်စီးပြိုလဲခဲ့ပါစေမင်းသာကိုယ့်ကိုယ်ကိုယုံကြည်မယ်ဆိုရင်အကောင်းဆုံးပြန်လဲတည်ဆောက်နိုင်ပါတယ်ဆိုပြီးပြောခဲ့တာပါဒါဟာကျွန်တော်တို့ကိုဘဝတင်ငန်းစာတွေအများကြီးပေးနိုင်ခဲ့တဲ့ရောဘတ်ဒေါနီဂျူနီယာရဲ့ဘဝစကြောင်းပါမိတ်ဆွေတို့ကရောဘတ်ဒေါနီဂျူနီယာရဲ့အကြောင်းကိုဘာတွေသိထားသေးလဲဗျ comment မှာဝင်ရောက်ဆွေးနွေးတော့ပါအောင်ဒီအစီအစဉ်လေးကိုတော့ဒီမှာပဲရပ်မယ်ဗျ see you next